ဆရာအောင်ခင်မင်းကစစ်တော်ခုနှစ်သပိပြိတ္တများအလုံးမင်္ဂလာပါရှင်။အဲကျွန်တော်ဇလိမ့်လွယ်လို့ပြောတော့ပြိတ္တများဆိုတာသိမှာမဟုတ်ဘူးပေါ့နော်။ဆရာဇေယောနေဆိုရင်တော့ပုံပြီးသိတာပေါ့ရှင်။အဲ့တော့ကျွန်မဆရာဇေယောနေရဲ့မြေသူကြီးကဆရာအောင်ခင်မင်းဆိုတာကပြီးဟိုလုံးနဲ့တော့နှစ်ပေါင်းများစွာတည်းကဘယ်ရင်လောကတွေကိုရောက်လာတဲ့ဆရာတယောက် ိန်ခါရဲ့ချက်မှာအဖမင်းသိန်ခါရဲ့တပည့်ရင်းတူဖြစ်တဲ့ဆရာအောင်ခင်မြင့်ဖြစ်ပါတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့အဖမင်းသိန်ခါချောက်သွားတာဒီ16မိနစ်ရှိပြီအဲ့တော့အဖမင်းသိန်ခါရှေ့စဉ်ကလေးကမော်ဘီချက်မှာအဖစီမှာဘေးရင်သင်္ကန်းတက်ပြီးတော့ဘေးရင်လောကထဲကိုဝင်ရောက်လာတဲ့ဆရာဖြစ်တယ်ဆရာရဲ့ဘေးရင်ခေါ်တဲ့သက်တမ်းဟာ20နီးပါးရှိပါတယ်အဲ့တော့အဖမရှိတော့တဲ့နောက်ပိုင်းမှာလည်းဆရာဆရာကြီးဦးစီးတဲ့ဒီဘက်ကကျွန်တော်တို့စေဘောင်းခေါ်ပွဲတွေဒီမဲ့လို့ပွဲတွေအဖနဲ့ပတ်သက်တဲ့ပွဲလမ်း သမီးတွေမှာဆရာဇေယောနေနဲ့အတူတွဲပြီးတော့ကျွန်တော်တို့နှစ်ပေါင်းများစွာလက်တွဲပြီးတော့ဆောင်ရွက်ခဲ့တဲ့ဆရာဖြစ်ပါတယ်။အခုနောက်ပိုင်းဆိုလို့ရှိရင်လည်းကျွန်မရဲ့စမတော်အဋ္ဌံပုပ္ပါအဋ္ဌံစသဖြင့်ပေါ့ကျွန်တော်တို့အဲအနည်းသင့်တယ်လို့သွားခဲ့ကြတဲ့အဋ္ဌံခီးတွေမှာလည်းကျွန်မတို့နဲ့အတူတွဲပြီးတော့ဒီကန္နာရီလမ်းဝိဇ္ဇာလမ်းမှာအတူရှောင်းလမ်းနေတဲ့ကျွန်မတို့ရဲ့ရဲဘော်ရဲဘက်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတော့အတိုင်းအချိန်တွေနဲ့အနေထားနဲ့အမျိုးမျိုးတွေကြောင့်မလို့ကျွန်တော်တို့ပွဲတွေအားလုံးအား ခေတ္တခဏရှင်းနာထားတဲ့ကာလမှာပေါ့နော်အစင်လောင်ပြက်ဒီစေပေါင်းခဘွဲလေးကိုဆင်အောင်ခင်ပြေလုပ်မယ်ဆိုတဲ့အချိန်မှာအဲဆင်မလာပြီပါဆိုတဲ့အတွက်ကြောင့်လို့ကျမတို့ရဲဘော်ရဲဘက်တယောက်ဖြစ်တဲ့ဆင်အောင်ခင်ပြေရဲ့ဘွဲလေးကိုတက်ရောက်လာစားလာခြင်းဖြစ်ပါတယ်ရှင်အဲတော့ဆင်အောင်ခင်ပြေကိုချစ်တော့ဆင်အောင်ခင်ပြေကချစ်တော့ခုနကသားမီးပြိသက်မြောက်ကိုလည်းမမြင်ခင်မတွေ့ခင်ကဒီဘွဲလေးမှာမြင်ခြင်းတွေ့ခြင်းစိတ်မြစ်တာရဲ့ပြည့်နေလာပါရှင်ခုနကသားမီးပြိသက်များအာဒီကနေ့ညစေပေါင်းခဘွဲညမှာရရှိမဲ့ဆေးတွေအချာ ောင်းဖြစ်တဲ့အတွက်ပို့ပြီးတော့အစွန်းပြစ်ကြပါစေရှင်။ Thank you.